ဒီနေ့တက်မတော်ဦးနိုင်ငံကြီးကထုတ်မယ်ဆိုလို့ရှိရင်လက်ပြန်ကိုအထုတ်ကိုတစ်ခါလေးပြင်ထားလိုက်တော့မင်းတို့ရွေးကောက်ပွဲမဖြစ်မချင်းပါတီတွေခြံတော့မှာမဟုတ်ဘူးအဲ့ဒီခြံခဲ့လို့ရှိရင်မင်းအွန်လိုင်းခြေနှင်းထားတဲ့ကြံ့ခိုင်ရေးတခိုးတခိုးကြံ့ဖို့တခိုးပါတီပဲခြံခဲ့ပြီဘရန်ထရန်ကပြောတယ်ဂျပူမင်းတက်ချင်ရင်နဲ့အတို့ဒီ NUG ကဒေါက်တာဆင်မအောင်လို့အင်္ဂလိပ်စာမှုတ်တော့တက်ဆရာမလို့ဂျပူမင်းတခိုးမတက်မယ်ဒါ my name is မေလိုမင်းအောင်ဟိုင်အဲအဲ့တခိုးမတက်မယ်ဒါပဲတခိုးတော့ရှိတယ်နော်မင်းလက်ဆွဲလုံးဆက်လို့မရဘူးဘယ်သူမှလူလူခေါင်းဆောင်ဒေါ်အောင်ဆန်းစုတီကိုပခုံးချင်းရှင်ပြီးတော့ဟမ် မတူမတန်တာလာနှိုင်းရှင်ပြီးတော့ကိုယ့်ကိုတောက်ရဝင်ခြင်းနဲ့ဟာတွေအဲ့ဒါအဲ့ဒါချက်ချင်းလက်ငင်းအကျိုးပေးတာချက်စရာကြီးဟမ်အကျွေးတွေထူလို့လွတ်တော့ကိုယ်စလဲလောင်းပြဝင်ဝင်မရဘူးပယ်လိုက်ပြီးတော့အမှချက်တန်ရခန်းလဲပြီးလို့ရတယ်အကောင်းကြတာဟေးယိုချစ်ပလီတဲ့ဂျင်မြန်မာမင်္ဂလာပါ Jazz Crossing ကနေပြန်လေးကျဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Jazz နဲ့သူ Jimmy Reaction Video လေးတွေကတော့ဝေးကိုကြောကြောဂွေပူပူကြောနဲ့ကိုစီရိုတန်ဆက်ပြီးတဲ့တဲ့င်းလေးတွေပြပါလိမ့်မယ်တဲ့င်းတွေထဲမှာမော်နော်ဘာဘာဂျပူရဲ့ ပြီးတော့ဒေါ်သသက်ခိုင်ရဲ့အဲအဲ့ဒရင်လေးတွေနော်ဒရင်ကောင်းလေးတွေကြားမှာဖြစ်ပါတယ်နော်ကဲဟုတ်ပြီထောင်းဆန်တိုင်း just net သူဆောင်တယ်လိုက်ပါကျေးဇူးတင်ဖိတ်ခဲ့ပါတယ်ကဲဟုတ်ပြီအဲ့ဒီဒရင်လေးတွေမစခင်လေးမှာကျွန်တော်နော်ဗီဒီယိုတို့လေးတပေါ်လို့တချက်လောက်ကြည့်လိုက်ကြအောင်နော်စစ်တပ်ကိုနိုင်ငံရေးတွေထုတ်မယ်ဆိုလို့ရှိရင်ပြင်ရမယ်အချက်၃ချက်ဟုတ်ပါတယ်နားကြမမားပါဘူးစစ်တပ်ကိုနိုင်ငံရေးတွေထုတ်ချင်တယ်ဆိုလို့ရှိရင်ပြင်ရမှာ၃ချက်ပဲရှိပါတယ် ဘာဖြစ်လို့ဆိုရင်မနိုင်ငံမနိုင်ငံရေးလုပ်တဲ့ဒူတီရောပါတီဝင်တွေကိုတို့အတိုင်းသားလက်နက်ကင်တွေရောအမြဲလက်ကင်စကားအဖြစ်နေပေါ့နော်ပြော့ပြော့နေတဲ့စကားတခုရှိရဲ့အဲဒါဘာလဲဆိုစစ်တပ်ကိုနိုင်ငံရေးတွေကထိုးစစ်တပ်မပါဘူးဆိုပြီးတော့ပြောနေကြတာပေါ့နော်ဒီအတွက်ကြောင့်မလို့ဒီနေ့အကြောင်းအရောပြောခြင်းဖြစ်ပါတယ်ပထမပြင်ရမယ့်အချက်မြန်မာနိုင်ငံမှာနိုင်ငံရေးလုပ်မဲ့ဘယ်ပါတီဝင်မဆိုဘယ်နိုင်ငံရေးတပားမဆိုဘယ်အဖွဲ့အစည်းမဆိုစဉ်းစားရမယ့်ချက်တခုရှိပါတယ်အဲဒါဘာလဲဆိုတော့ဒီနေ့တက်မတော်ဟိုနိုင်ငံရေးရထုတ်မယ်ဆိုလို့ရှိရင်မနေ့ပြန်ကို့အထုတ်ကိုတစ်ခါလေးပြင်ထားလိုက်တော့ဒါပထမဆုံးပြင်ရမယ့်အထုတ်ပြင် ဒါပရမတ်ကိုပြန်ရမယ့်အချက်ပါတက်မတော်ပြောထားပြီးသားပါပါဝင်မှုတဖြည်းဖြည်း short ချတဲ့နီးနဲ့ဒါလီရင်တက်မတော်ကတဖြည်းဖြည်းနဲ့နိုင်ငံကြီးကထွက်တော်မူပြောထားပြီးသားအဲ့ဒါကိုအဲ့လိုမဟုတ်ဘဲနဲ့လုံးဝယတိပြက်ကြီးထုတ်ချင်တယ်ဆိုလို့ရှိရင်ဒီနေ့နိုင်ငံကြီးကထုတ်ဖို့ကြိုးစားရမယ်တဲ့ဖြင့်ကို့ထုတ်ဖို့ခါလေးပြင်ထားလိုက်ပါဒါဒီပထမဆုံးပြင်ရမယ့်အချက်အထုတ်ပြင်ဖြစ်ပါတယ်ဒုတိယပြင်ရမယ့်အချက်အလုတ်ပြင်လုံရက်တီကိုပြင်ရမယ်လုံရက်တီကိုပြင်ရမယ်လက်နဲ့ကြီးကင်ပြီးတော့နိုင်ငံကြီးထဲမှာဝင်ဆက်နိုင်မှုကြိုးစားတာနှစ်တွေနှစ်ပေါင်း80ကျော်ကြာခဲ့ပြီအလုတ်ဖြစ်လာပြန်စဉ်းစားရမယ် အကြက်ဖက်တဲ့ဒီလန်းနဲ့တပ်ပရိုရှီယာနဲ့အာနာကိုပြန်ယူလို့ရလားဒါလိုနှစ်ပေါင်းဆယ်စုနှစ်ကြာရင်ဆိုင်ခဲ့တဲ့တိုင်းသားလက်နက်ကင်ဘိုးရီကြီးကိုမေးကြည့်လိုက်ပါအလုတ်ဖြစ်ရဲ့လားပြန်စင်းစားကိုယ့်ရဲ့လုပ်ရတရားမှန်ကန်တဲ့နိုင်ငံရေးလမ်းကြောင်းပေါ်နေသွားနေတာဟုတ်ရဲ့လားပြန်သုံးသပ်ရမယ်အဲ့တော့ဒုတိယအချက်ဒီအလုတ်ပြင်ဖြစ်ပါတယ်တတိယပြန်မယ့်အချက်အစုတ်ပြင်စုတ်ပဲ့နေတဲ့စိတ်တက်တွေကိုပြင်ရမယ် Federal Federal ဆိုပြီးပါဇက်ကမချဘူးလက်နက်ဖြုတ်သိမ်းဒီမိုကရေစီရေးလမ်းကြရွေးကောက်ပွဲဝင်မလားဆိုတော့ပါဇက်ပိတ်သွားတယ် အခု February မကတော့ Confederate ဖြစ်တဲ့လုံးဝခွဲထွက်ရဲ့နိုင်ငံရေးဘက်ကိုဥတည်နေပြီ။အရခတက်တော်ကြီးရခိုင်တက်တော်ကြီးဆိုပြီးတော့ကြွေးကြော်နေနောက်ကဘင်္ဂလားဒေ့ရှ်ကကြိတ်တော့ဒီလိုပြည်သူလူထုမျက်နှာကိုမငဲကွက်ကိုလိုချင်တာမရဘူးဆိုလို့ရှိရင်အတိုင်းပြည်ကိုဖျက်ဆီးမယ်ဆိုတဲ့စုပ်ပဲ့နေတဲ့စိတ်ဓာတ်တွေပြင်ရမှာဖြစ်တယ်။အဲ့တော့ပထမချက်အထုပ်ပြင်ရမယ်။ဒုတိယချက်အလုပ်ပြင်ရမယ်။လုပ်ရက်တွေပြင်ရမယ်။တတိယချက်အစုပ်ပြင်ရမယ်။စုပ်ပဲ့နေတဲ့စိတ်ဓာတ်တွေကိုပြင်ရမယ်။ဒီ၃ချက်ပြင်နိုင်တဲ့တနေ့တက်မတော်နိုင်ငံကြီးကထွက်တဲ့နေ့ပဲ။ နော်တမတော်ပြင်ရမှာလားပြီးသူတွေပြင်ရမှာလားဒီစိတ်တွေနော်ကြီးလိုက်ရင်ဆရာကြီးထားလို့နဲ့နော်တကယ်တော်သားတွေရအစတိုင်ကဒီလိုပဲတည်တယ်မလားနော်ပြောလိုက်လို့ရှင်ဟုတ်တယ်လို့လည်းတည်လားနော်လုပ်ငန်းဖြစ်ဖြစ်မှအတင်းငင်များအတင်းငင်လေးပါလေးများရှိပြီးမှအမြင်များရှိမလားဆိုပြီးမှနော်ကြည့်ကြည့်တာနော်မဲဟုတ်မလဲဘောမနေတာနော်စောက်ယူနော်ကေပရိတ်ကြတော့ဘာတွေပြောချင်လဲကွန်မန့်မှာမှန်ပြကြပါဦးနော် တိတ်မပြောချင်ဘူးเนาะဒီလောက်နေပဲရက်ပါမယ်။ဟုတ်ပြီဆက်လက်ပြမှာเนาะဂွေကိုကြောကြောဒန်းစစ်ပြီးတဲ့တိရန်လေးစစ်ကြည့်လိုက်ကြအောင်เนาะ။ဂျင်ဘတ်ဂျင်တူညီကောင်မောင်မများအားလုံးမင်္ဂလာပါလို့ဝမ်းသာကြတဲ့တင်စကားလေးတွေပေါ့ဗျာ။เนาะဘူမလေးရှားအာဆီယံ94ကြိမ်မြောက်စီဝေးကြီးပွဲကြီးကိုစောက်ရှက်ပြန်ပြန်ကွဲတဲ့အာနာရှင်เนาะ ဆော့ရှက်ပြန်ပြန်ကွဲတာလော်ရီဟိုအာနာရှင်ဒူးမနာသားတွေကလော်ဘီလုံနေတဲ့ကောင်းနေပေါ့လော်ရီတွေ့လားငါတို့ဘာအာဆီယံအာဆီယံစီဝေးကြရတော့မယ်ထရန့်နဲ့အမေရိကန်သမ္မတထရန့်နဲ့တွေ့ရတော့မယ်လော်တာလော်တာလော်တာအသကုံးလော်တာအခုအာဆီယံကမလေးရှားနိုင်ငံဝန်ကြီးချုပ် အနဝါကြော်ညာလိုက်တယ်အာဆီယံအစည်းအဝေးဝဲဝူတက်ပိုင်ခွင့်မပေးဘူးဆိုပြီးတော့ကြော်လဲကြော်ညာလိုက်ဟာပြူတူပြဲတဲ့ဖြစ်ကုန်ပြူတူပြဲတဲ့လော်ဘီတွေဟမ်ဒူးမလာသားတွေဒူးမလာသားတွေအာနာရှင်ဒူးမလာသားတွေဟမ်ဟာဒီစည်းဝေးမတက်ရလဲဘာမှမဖြစ်ဘူးမင်းတို့စကားတော်တော်ပါဆန်နေကွာမင်းတို့စကားတွေ ါဆန်နဲ့ဖာမဆန်နဲ့ကွာဘီလို့ဆောက်ချက်မကြည့်တဲ့ကောင်လေတကယ်ဖာဆန်နဲ့ကောင်လေဟမ်အာလော်ရီတွေ့လားငါတို့အဘဟိုမှာထွန်းလဲတွေ့ရတော့မေးအာရွှီလုံးနေထွိတ်လုံးနေနဲ့ဟမ်ဘီလို့စိုက်ဝါလိုက်ထဲဟဟလားဟမ်ဟိုကအနာကာရောက်မှာကပ်ဖြုတ်လိုက်ရေလီးနေဖြစ်ကုန်ပြီမဟုတ်လားဟမ်ဟဲ့ရောက်နေဟမ်အခုကြိတ်တော့မှာနော်ဘီလို့အဲ့ဒီအာနာရှင်ဒီမှာပါနေတယ်ဆိုတာမင်းတို့သိတယ်နော်ကြားဖြတ်မှာ ဟင်ဟိုကကြိတ်မှာသိလားထွန်းကကြိတ်မှာမင်းတို့စောက်ရေးထဲမှာအရေးထဲမှာဘာတွေဖြစ်လာလဲဆိုတော့ ICG ရတယ်ဖန်ဝရံထုတ်ဖို့ဟိုခွင့်ပြုလိုက်ရဆိုတဲ့အကြောင်းအိုမလီရတာကိုကြီးလာပဲရတာကိုကြီးလာပဲလုံးမလာတယ်သူတွေဘုံပြင်မင်းတို့ကမင်းတို့ဘဝတွေက ဘယ်လိုလုပ်လို့လုပ်ရမှန်းမရောမသိဘူးစောက်ရှက်မှာတစ်စက်မှမရှိရကောင်းအဓိကများသောအားဖြင့်အဲ့ဒီကျုံမျိုးမင်းသိတယ်မလားဒီကျုံမင်းမင်းအလားရှင်လော်ဘီလောက်မှာသမင်းစားရတဲ့ကောင်းသူများဟုတ်ကြတော့ပြောတတ်လိုက်တာပြောတတ်လိုက်တာအခုမင်းတို့ကလဲရောက်လာပြီเนาะမင်းတို့ကလေဟို ကတော့ပါရေးကွာမင်းတို့ပါလီမန့်ဆက်ပါတော့မင်းတို့စော့ပါစရီကတန်ဖို့မရှိတဲ့ကောင်ကြီးကျော်မျိုးမင်းတို့ကျော်စိုးဦးတို့နော်မင်းတို့စော့ပါစရီကိုမင်းတို့အဲ့ပါလီမန့်ဆက်ပါနေတာဖန်ကတ်ထားလိုက်လားဟာလီမင်းတို့စော့ပါစရီကလေပါလီမန့်ဆက်ပါတော့တန်ဖို့မရှိဘူးမင်းတို့ပါစရီကဟမ်မင်းတို့တကယ်ဟိုမီဟိုကလိန်ကကြစ်မီဒီယာပေါ့ကလိန်ကတိကလိန်ကကြစ်မီဒီယာဩဇာ တကယ်ကိုလက်ဖျားခါလောက်လို့မင်းတို့စောက်ပစားကြီးတောင်တော်ခွန်မြောက်တော်ခွန်ပလဲလုံးလိုက်မော့ခုံလုံးလိုက်မင်းတို့ဟမ်အခုမင်းတို့အဘကိုအစကြီးရတယ်ဖန်ဝန်ဟန်ထုံးဖို့ခွင့်ပြုလိုက်ပြီရဲ့ကဲမင်းတို့တေချာထိုင်အောင်နော်တို့ကြဂျပုနဖားချိုးအထိုးခံအားမှာနော်မင်းတို့အာနာရှင်ဂျပုနဖားချိုးအထိုးခံအားမှာတတိထားအခုလဲပေါ်လာပြန်ပြီနော် မင်းတို့အာနာရှင်တွေကဘလောက်အထိရုပ်မာကြတယ်တန်ပါတယ်ဟာအခုပြီးသုံးလုံးကတက်တက်ခံစပပြဲမလေးသိလားဟာမင်းတို့သတိမထောက်ဘူးနော်အဲ့ဒါကိုနော်ဒီအင်ညာစီမံကိန်းအတွက်ဟလားငွေကျပ်ဘီလီယံပေါင်းငွေကျပ်ဘီလီယံပေါင်းတော့ဘီလီယံတော့မီလီယံမဟုတ်ဘူးဘီလီယံငွေကျပ်ဘီလီယံပေါင်း100ကျော်အကျွေးကျင်လား ဟမ်ပြီးတော့လုံးမြောင်းလေးရောက်မကြခင်မြောင်းလေးရောက်လိုက်မယ်မင်းတို့ရွေးကောက်ပွဲမဖြစ်မချင်းပါတီတွေခြံတော့မှာမဟုတ်ဘူးအဲ့ဒီခြံခဲ့လို့ရှိရင်အဲ့ဒီမင်းအွန်လိုင်းမင်းအွန်လိုင်းခြေနင်းလာတဲ့တခိုးပါတီပဲခြံခဲ့မယ်ခြံခံရေးပါတီပဲခြံခဲ့မယ်သိလားဟမ်ခြံခံရေးတခိုးတခိုးခြံဖို့တခိုးပါတီပဲခြံခဲ့မယ်သိလားအခုထုတ်လာပြီနော် ဝင်ချက်ဘီလီယံဘီလီယံပေါင်း100ကျော်တယ်တဲ့နော်အင်ယာစီမံကိန်းလုပ်မှုအင်ယာအင်ယာအင်ယာစီမံကိန်းကြီးအခုကိုစလေလောင်းအဖြစ်အနေအပယ်ခံရဖို့များနေပြီမပူနဲ့နော်ကလင်ကကြည့်ချင်းချင်းမွေမွေချင်းချီမြင်ကြတယ်မင်းတို့ကမွေမွေချင်းချီမြင်ကြတယ် အဲ့ငွေကြက်ဘီလီယံပေါင်းကိုကမ္ဘောဇာဘဏ်ကလေမင်းတို့တန်းတရာကျော်ချီးကြတာအခုအိမ်ယာကအချိန်နဲ့ပြည့်သွားပြီမအပ်နိုင်သေးဘူးနော်ချီးကြတဲ့ငွေကိုလည်းပြန်မဆပ်နိုင်သေးဘူးကဲဘယ်လိုလုပ်ကြမလဲကဲပြောဟမ်မအေးလို့အာနာရှင်ကရုံမာလာပြီလားဆိုရင်နော်သူ့လူကိုလူကြည့်မနေဘူးမအေးလို့အာနာရှင်ကသိလားသူ့လူကိုလူမနေဘူးအဲ့တော့ ဒီငွေကျဘီလီယံမောင်းတပန်း100ကျော်ဟာငွေကျဘီလီယံမောင်း100ကျော်နော်ဒီအတွေးတင်နေတဲ့ကိစ္စကဲဘယ်လိုရှင်းရမလဲဟိုဟာထုတ်ပေါ်လာပြီနော်ဒီနေ့မှထုတ်ပေါ်လာတာအဲ့ဒီလည်းအချိန်နဲ့တပြင်းကြီးနော်အခုဒီကိုယ်စရလောင်းအဖြစ်အလိပယ်ဖြက်ခံရတော့မယ်ဆိုတာဟိုမဆိတ်ပေးလိုက်တာပေါ့အသံပေးလိုက်တာပေါ့ ဘာဆက်စူးစမ်းလဲတက်တက်ခန့်ဟမ်အဲ့ဒီအိမ်အိမ်ရမှာပါဝင်ပတ်သက်နေတာနော်ဒရိုက်တာရောဥက္ကဋ္ဌရောတက်တက်ခန့်နဲ့သူ့ယောက်ျားနော်တက်တက်ခန့်နဲ့တက်တက်ခန့်နဲ့သူ့ယောက်ျားပြီးသုံးလုံးပြီးသုံးလုံးပါတီဥက္ကဋ္ဌကြီးဟမ်အခုမင်းအွန်လိုင်းကအဲ့လိုကြောအပံပေးလိုက်ပြီနော်ကဲဘယ်လိုလုပ်ကြမလဲ 烧几样饭，我，喏，俺都说了，那搞地边饭，恰恰恰，受不了，好啦，那搞地边饭，啊啦，你啦，表表啦，喏，啦表表啦，明路阿四原来没得下户，阿四也没得那兵，同样嘞，明路加片嘞，加片嘞，叫我们家婆明路接一碗，哈哈，明路接一碗，喏，嘛给家里来拍照的呗，哦。 ဟိုမီဒီယာတွေနဲ့ traction လို့ traction နဲ့ပဲလို့ပကြခင်အချိန်ခံရမှာမြို့အချိန်ခံရမှာအေးလို့ဒီမင်းတို့ကောင်းကောင်းအချိန်ခံရမယ်တတိထောင်လောင်းအားလားအချိန်ခံရမယ်အားလုံးကဲနော်ခွေးကကြောပြောတော့ရတယ်ကြည့်အားရပါတယ်နော်ဆက်လက်ပြီးမှာနော်ခွေးဘူဘကြောတင်စပီးတဲ့တင်လေးစစ်ကြည့်လိုက်ကြအောင်နော်ဟဲ့အောင်ဂျဘူးမြန်မာနိုင်ငံကဘုန်းကြီးချုပ်တွေရောနေရာတွေယူထားတယ်ဂျဘူး ခုပဲငါဒေါ်နယ်ထရန့်နဲ့တွေ့တယ်ဒေါ်နယ်ထရန့်ပြောတယ်ငါလည်းပြောပြတာဘုံတော့ငါတို့အဘဂျပူကကွာဒီအာဆီယံဒီဆမ်မစ်စီဝဲစောင့်ရမ်းနေတက်ချင်တော့ဘုံတို့ဂျပူကတော့ဘဂျပူကအတခုခုတော့လုတ်ပြီးပါတော့ဘာညာဘွာမင်းစားရအောင်ငါအများကြီးပြောပြီးတယ်ပြောပြီးတဲ့ခါကျတော့ဒေါ်နယ်ထရန့်ကပြောတယ်ဂျပူမင်းတက်ချင်တဲ့အဲ့တော့ဒီ NUG ကဒေါက်တာဆင်မအောင်လို့အင်္ဂလိပ်စာမှုတ်တော့တက်ဆရာမလို့ဂျပူ အဲသူထက်သူတူတော့လည်းမင်းတတ်တော့တတ်မှာမဟုတ်ဘူးဘလို့တင်းတင်းအဲ့တော့အဲ့လောက်တော့တတ်စရာမလိုဘဲနဲ့မင်းတခုမှတတ်မယ်တာ my name is မေလုံးမင်းအောင်ထိုင်အဲအဲ့တခုမှတတ်မယ်အဲ့တခုတတ်ပြီးမင်းလေမောဆင်းနေအဲ့ဒါကိုလက်ဆွဲနှုတ်ဆက်တိုင်းမင်းပြောရမယ်ပြီးရင်အစည်းဝေးမှာလည်းအဲ့လိုမျိုးပဲအဲ့စကားပဲမင်းပြောရမယ်အဲ့ဒါဆိုရင်နဲ့အစည်းဝေးအနောက်နားမှာခွေးချေကုန်ကြီးနဲ့မင်းကိုနေရာတနေရာပြေးမယ်ဒါမှတခုတော့ရှိတယ်နော်မင်းလက်ဆွဲနှုတ်ဆက်လို့မရဘူးဘယ်သူမှအဲအဲ့အဲ့ဒါမင်းကြည့်လိုက် တင်လိုက်ပြီငါ့ကိုပြန်ပြောအမင်းအစီအစီဝေးဝေးတက်လို့ရအောင်ငါလုပ်ပေးမယ်โอเคသူအမင်းငါတို့အဘအောင်ငါချစ်လို့ွာတလားအကူညီပေးတာငါဒေါ်နယ်ထရန့်ပြန်ပြောပေးမယ်မျက်လုံးမျက်လုံးကအချောင်းပြန်အော်နာဘောဒီလိုအကြံရတာပါနော်ဒီမှာကြည့်နေတဲ့ဘောမတွေရှိလို့ရှင်မင်းတို့ဘောဘောကိုတော့ပြောင်းလိုက်နော်ကဲဟုတ်ပြီနော်ကိုစီမနော်ကိုစီတန်ဆက်ပြီးတရင်လေးဆက်ကြည့်လိုက်ကြအောင်နော်ဒေါ်သက်သက်ခရဲ့နော်ဒီပါတီအောင်ပွဲလို့ကြော့အောင်ကြော့ပွဲလို့ပြောင်းမလားနော် တချို့လောက်ကြည့်လိုက်ကြတော့ကိုစီဘာတွေပြောက်သွားမလဲကဲတက်တက်ခံရဲ့တည်င်းကတော့အတီဖြစ်သွားပါပြီနော်ဒါကမဟုတ်ဘူးပြောနေကြလို့ပါတက်တက်ခံကစောက်ကျွေးတွေထူလို့နော်စောက်ခွက်ကလွတ်တော်တဲ့ထိုင်ခွင့်မရှိဘူးတဲ့ကဲစောက်နေပဲနှိုင်းပြီးတော့ခက်ကြမ်းကြမ်းပြောလိုက်တယ်ဘာဖြစ်လို့လဲအဲ့ဒါကံထိုက်တာနော်လူလူကောင်းဆောင်တော်အောင်ဆန်းစုကြည်ကိုပခုံးချင်းရှင်ပြီးတော့ဟမ်မတူမတန်တာလာနှိုင်းရှင်ပြီးတော့ကိုယ့်ကို စောက်ရဝင်ခြင်းနဲ့ဟာတွေအဲ့ဒါအဲ့ဒါချက်ချင်းနဲ့ငင်းအကျိုးပေးတာရှက်စရာကြီးဟမ်အကျွေးတွေထူလို့လွတ်တော့ကိုယ်စလဲလောင်းဖြစ်ဝင်ခွင့်မရဘူးလေဘဒူလဲဆိုတော့ပါတီတစ်ခုကိုတီထောင်ပြီးတော့ဩကထလုံနေတဲ့သူပယ်လိုက်ပြီးတော့အမဟမ်ရှက်တဲ့နေတစ်ခါလဲပြီးလို့ရအကောင်းပြောတာစဉ်းစားကြည့်နေဗျာဟမ်အဲ့တော့တတ်တတ်ခိုင်ဆိုတာက2014ခုနှစ်မှာ NLD ပါတီတဲ့ကိုဝင်လာတယ်2015မှာ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ NND ခေါင်းစဉ်နဲ့အနိုင်ရတယ်လွတ်တော်ကိုယ်စားလှယ်ဖြစ်လာတယ်အဲ့တော့လွတ်တော်ကိုယ်စားလှယ်ဖြစ်လာတော့ဒီပါတီထဲမှာအားကိုးရမလားအောင်မရတယ်အဲ2016ခုနှစ်မှာရန်ကုန်တိုင်းဒီအစိုးရအဖွဲ့ကဘာလို့လဲဆိုတော့အထက်မြင့်အဆောက်အုံတွေစောက်လုပ်တဲ့နေရာမှာစံစိန်စံညှိုးနိုင်မမီတဲ့လုပ်ငန်းပေါင်း200ကျော်လားမသိဘူးကျွန်တော်ခေါင်းစဉ်အားလုံးပေါင်းမေ့ွယ်အဲ့ဒီကိုပယ်ဖျက်ပလိုက်တယ်ကုမ္ပဏီနာမည်ပြောပါဗျာအဲ့ဒီထဲမှာတက်တက်ခိုင်ရဲ့နာမည်ပါတယ်တက်တက်ခိုင်တို့ကုမ္ပဏီနာမည်ပါတယ်ဆိုတော့ရှင်းရှင်းလေး အထမ်းနဲ့အဆောက်အအုံကန်ထောက်ဆွဲပြီးဆောက်တာနိုင်ငံတတ်မှတ်ထားတဲ့အရေးအသွေးပြင့်ပြီးအောင်မဆောက်ဘဲခိုးလို့ပိတ်သိမ်းခံထိတာအဲ့ဒါကိုသူကမကျင်သက်ဖြစ်ပြီးတော့ NLD ပါတီကိုပြန်ပြီးတော့ပါတီတွင်းမှာပြောရမယ့်စကားတွေကိုပြင်ပထုတ်ပြောဝေဖန်အဲ့လိုတွေလောက်လာတဲ့အတွက်ပါတီကနေတာဝန်တချို့ရက်နာခံထိလိုက်သူကအဲ့ဒါနဲ့မခံနိုင်ဖြစ်ပြီးတော့မလုပ်လဲ NLD ပါတီကထွက်ပြီးတော့လွတ်တော်အဲသူ့အတူပါတီထောင်လိုက်တယ်ပြီးတော့လုံးပါတီ ပြီးတော့2020ရွေးကောက်ပွဲမှာ NLD နဲ့အပြိုင်ဆိုပြီးတော့ရွေးကောက်ပွဲဝင်တယ်နော်မရန်ကုန်မြို့နယ်ကနေဒေါ်မေဝင်းမြို့ကိုဘလောက်နဲ့ရှုံးတယ်အောင်မေလို့ခုနှစ်တည်းမှ3ည3ရာခိုင်နှုန်းနဲ့ရှုံးတယ်တစ်30တောင်မပြည့်ဘူးနော်စဉ်းစားကြည့်30တောင်မပြည့်ဘူးတရာရာခိုင်နှုန်းမှာ तू तू ရှုံးနေတရာအပြည့်မှာ तू ကခုနှစ်တည်းမှ3ည3ရာခိုင်နှုန်းနဲ့ရှုံးပြီးတော့ NLD ပါတီကဒေါ်မေဝင်းမြို့ကိုအပြတ်သတ်ရှုံးတာဆိုတော့ အမှတ်တရပေးတဲ့နေရာမှာ10မှတ်တောင်မပြည့်ပဲနဲ့ခုနှစ်မှတ်ကြော်ကြော်လေးပဲရခဲ့တာပေါ့နော်အဲ့ဒါနဲ့မလုပ်လေရွေးကောက်ပွဲရှုံးတဲ့ငရှုံးတွေကအရှုံးလက်မခံနိုင်တဲ့အောက်တန်းစားတွေစုပြီးတော့မင်းအောင်လှိုင်ကိုအာနာသိမ့်ဖို့တွားမြောက်ပေးတဲ့ထဲမှာတတ်တခံတော့ပါအဲ့မင်းအောင်လှိုင်အာနာသိမ့်ပြီးတော့မင်းအောင်လှိုင်လို့ဒီအာနာသိမ့်တခိုးကြဖိုးတွေအစိုးရဖွဲ့တဲ့အချိန်မှာလူမှုဝန်ထမ်းတွေပြန်လည်နေရာချထားရေးဝင်ကြီးဌာနဆိုပြီးတော့တတ်တခံရုံဝင်ကြီးကောက်ခံလိုက်တယ်မင်းအောင်လှိုင် ဟမ်အဲ့ဒီမှာတက်တက်ခိုင်လို့ထောင်တာပေါ့ဟမ်ထောင်ထောင်အခုလဲကြာအောင်ကြာအောင်တခါပြီးတော့နောက်စစ်တပ်ကဟိုနေ့ဖြစ်တဲ့အချိန်မှာကန်ထုတ်ကန်ထိလိုက်ပြန်အောင်ကန်ထုတ်ကန်ဒီအခုကြာတော့2020ရွေးကောက်ပွဲမှာအာကျမတို့ပါတီကဘလို့ဖြစ်သားလို့ဘာလို့ညာလို့ဟမ်အဲတောက်လျှောက်ဟောတာအခုလဲကြာအောင်ကြာဆောက်ချက်ပွဲပြန်အောင်အဲ့တော့ NND တွေကနေထွက်သွားပြီးတော့ NND ကိုပြန်ပြီးပုံကန်နဲ့ကျွဲမှနှစ်ကောင်ရှိပါတယ်အဲ့ဒါကတော့တက်တက်ခံနဲ့စန္နာနွားပါ နော်ဆန္ဒမင်းမဟုတ်ဘူးတိလားအဲ့တော့တက်တက်ခံရတော့အခုသူ့အကျိုးသူ့ပေးပြီးတော့ချက်ချင်းဝင်လဲပြီဒေါအောင်ဆန်းစုကြည်ကိုအဲ့ဒီ2015မှာ MND ပါတီကနေနော်ခေါင်းစဉ်နဲ့ရွေးကောက်ပွဲဝင်ပြီးအမတ်ဖြစ်လာတာနော်ဒေါအောင်ဆန်းစုကြည်ကိုဘာပဲဝေဖန်နဲ့ဆိုတော့တကွင်းလုံးကိုတယောက်တစ်ပတ်ကန်နေတဲ့ကျမတို့ကကံမဲ့နေရမရှိဘူးဆိုပြီးတော့နော်အဲ့တော့တည်းကစဝေဖန်ပြီးပြောခဲ့တာအခုတော့သူ့နေရာမှာရှက်တိုင်းလဲတည်လို့ရတယ်နော်မှတတိဖက်ပြမယ်အကျွေးချူတဲ့တတိအောင်တိလား ပြည်သူ့ရှင်းဆောင်ပါတီဥက္ကဋ္ဌတက်တက်ခိုင်ကိုအကျွေးပေးရန်ရှိနေသောအချက်ကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖျက်လိုက်ကြောင်းစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကကြေညာရန်ကုန်တိုင်းမြို့သားလွတ်တော်မဲဆန္ဒနယ်အမှတ်1တွင်အမည်စရင်းတင်တွင်းထားသည့်ပြည်သူ့ရှင်းဆောင်ပါတီဥက္ကဋ္ဌတက်တက်ခိုင်သည်တက်ဆန်ရန်လွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှစ်ဂါကြီးပါပြဌာန်းချက်နှင့်ညှိစွန်းသည့်ဖြင့်ကိုယ်စားလှယ်လောင်းစင်းမှပယ်ဖျက်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာသည်ကဘာအေးလမ်းနှင့်ဆရာဆန်လမ်းတောင်ရှိ City 8 Restaurant အိမ်ရာစီမံကိန်းကို တက်တက်ခိုင်နှစ်အောင်ကျော်ဝင်းတို့ကဓမ္မောစာဗန်ထံမှငွေကျပ်ဘီလီယံ100ကျော်ချင်းငားခဲ့ကြောင်းတွေ့ရတွင် City 8 Restaurant အိမ်ရာစီမံကိန်းမှာအချိန်မီပြည်စည်းခြင်းမရှိခြင်းအခန်းအနိုင်ခြင်းမရှိခဲ့ကြောင်းထို့ပြင်ဓမ္မောစာဗန်မှချေးယူထားတဲ့ငွေကျပ်ဘီလီယံ100ကျော်မှာလည်းပြန်လည်ပေးဆက်နိုင်ခြင်းမရှိကြောင်းသိရှိရသည်စစ်တပ်ကပြင်ဆင်ထားသောပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥပဒေအခန်း၅ ပုံမှန်ရှစ်ဂါကြီးပါလွတ်တော်ကိုယ်စားလှယ်အရေးချင်းတမတ်ချက်တွင်နိုင်ငံတော်နှင့်ပုဂ္ဂလိကတုံးမဟုတ်မတင့်လျော်သည့်ပင်းရန်တာဝန်ကင်းချင်းသူများဟုပြတ်တန်းထားရတတက်ခိုင်မှကမ္ဘောဇာဗန်တို့ငွေကျပ်ဘီလီယံ100ကျော်ကျွေးပင်းရန်ရှိနေ၍အဆိုပါဥပဒေပုံမှန်နှင့်လည်းညှိစွန်းနေကြောင်းသိရသည်တရခိုင်အပါအဝင်လွတ်တော်ကိုယ်စားလှယ်လောင်း86ဦးကိုလွတ်တော်ကိုယ်စားလှယ်လောင်းအရေးချင်းတမတ်ချက်များနှင့် မပြည့်မီသဖြင့်လွတ်တော်ကိုယ်စားလှယ်လောင်းများဖြင့်မှပယ်ဖြက်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာထားသည်ဝမ်အရာရှိလိုက်တာနော်ပေါ်တင်မဲတိလာအဲကြိုက်တယ်လို့ပြောမင်းတို့အရာတာရှိတယ်ဘာဖြစ်လို့လဲငါတို့လူလူခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ငါတို့အမေစုကိုစော်ကားမော်ကားပြောခဲ့တဲ့စောက်ခွက်ကိုမျက်စိတည်းမြင်အောင်ကြည့်လေအရာတာရှိလေပဲနော်ဟိုတို့ကအင်တာဗျူးမှာတော့ဘာပြောသွားလဲတက်ပြီးတော့ နော်တသက်လုံးပြောလာမြင်အခုကွန်ဝိုင်းအင်တာဗျူးမှာဒေါက်တာဆန်းစုကြည်ကိုနိုင်ငံရင်ဘာဖြစ်လဲအကျဉ်းသားမဟုတ်ဘူးလို့စော်ကားွားတာမှတ်မိဦးမှာပါနော်အဲ့တော့ချက်ချင်းလက်ငင်အကျိုးပေးတာအဲ့ဒါဘာလဲဝစ်ဆိုတာဘာလဲမော်တာမလို့အော်တိုလဲတာအဲ့တော့နောက်တစ်ယောက်ရှိတဲ့ဆန်နာမင်း NLD ပါတီတဲမှာခုနကပြောသလို NLD ကိုပြည်သူဘာကြောင့်လက်ခံလဲဆိုတာကိုမသိတဲ့ညီပိန်းတွေအများကြီးရှိတယ် အဲ့ဒီတက်တက်ခိုင်တို့လိုမျိုးစန္ဒာမင်းတို့လိုမျိုးအဲ့ဒါမှနီပိန်အစ်စ်အန်အန်ဒီကိုပြည်သူဘာကြောင့်ထောက်ခံတာလဲအန်အန်ဒီရဲ့ပြည်သူဂျားထဲမှာယက်တီမှုတီဘာလဲဆိုတာတော့မတိမဲနဲ့အန်အန်ဒီတဲကိုဝင်ထားတဲ့သူတွေအများကြီးရှိတယ်နော်ပြီးလို့ရှိရင်နောက်တစ်ခုကျွန်တော်ပြောချင်တာကကျွန်တော်တို့နိုင်ငံမှာပြည်သူအများစုတီဘာတွေကိုတဘောကြတယ်ဘာကိုလက်ခံတယ် နော်ပြည်သူအ ਨੇ စုဒီဘာတွေတဘောကြတယ်ဘာတွေလက်ခံတယ်လူတိုင်းသိပါတယ်နော်အခုတက်တက်ခံနော်မင်းအောင်လိုက်အာနာသိန်းကမသိခင်တည်းကသွားတွေ့တယ်သူတို့ပါတီမဲရှုံးလို့ကြံ့ဖို့ပါတီကကောင်းလေလို့ပေါ့အတူတူပေါ့သူတို့နော်အဲ့တော့ကျွန်တော်ပြောပြချင်တယ်မဲခိုးတယ်လို့အကြောင်းပြပြီးသူတို့သွားတိုင်အောင်ကဲမဲခိုးတယ်ဆိုရင်ရောသူတို့နိုင်လို့ရလားမဲမခိုးတဲ့ရှုံးမိသားတို့မဲခိုးတဲ့ရှုံးမိသားလေဘလို့ဖြစ်ဖြစ်ရှုံးအောင်မှာတို့တိနေပြီးသားအဲ့တော့အရှုံးကိုလက်မခံတာဒါတွေပါတယ် အခုကြတော့အမ်မင်းအောင်လှရှိမှမတိဝင်ကြီးသွားလောက်လိုက်သေးတယ်လုံးနဲ့အခုကြတော့ဘာဖြစ်ပေါ့လဲထိပေါ့ရှက်စရာကြီးစဉ်းစားကြည့်လားဟမ်ပါတီထောင်တယ်ပါတီဥက္ကဋ္ဌလုပ်တယ်လွှတ်တော်ကိုယ်စားလှယ်ဝင်ပြိုင်ပြီးတော့တိုင်းပြည်ရဲ့အာဏာကိုလှုပ်ဖို့လုပ်နေဟာဟမ်အကျွေးတွေမဆက်တဲ့အကျွေးတူကြီးတွေဟာပေလိုက်ပါတော့ဟမ်ပေလိုက်ပါတော့နော်အဲ့တော့မင်းအောင်နိုင်ဟိုကျေးဇူးတင်တဲ့အကွက်တွေရှိပါတယ်အဲ့ဒါကတော့နံပါတ်1ထောင်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 လောက်တဲ့ဆန္ဒမင်းကို နှုတ်ဒီဖြဲချရတယ်တစ်ချက်တည်းပဲဂိန်ငွင်းနေတယ်ဟမ်နံပါတ်1ဟမ်စောက်ချက်မိတိချီတက်တက်ခိုင်ကိုစောက်ထိုးချလိုက်တာတခါတည်းအချက်တည်းပြီးသွားတာเนาะအဲ့ဒါမျိုးလေးကြတော့ကျေးဇူးတင်ပါတယ်ဘာဖြစ်လို့လဲဒါတွေဝင်းနေလို့ရှိရင်တွေ့နေရရင်အကုတို့များမယ်ပြည်သူကအဲ့တော့မင်းအောင်နိုင်တယောက်တည်းတွေ့ရင်မေလိုမင်းအောင်နိုင်တဖွန်မဆက်မိမယ်เนาะအော်တက်တက်ခိုင်မှာထပ်တွေ့ရဖေလိုမှတက်တက်ခိုင်ကိုဆဲကြတယ်ဆိုတော့ပြည်သူတွေအဲ့လိုအဲ့လိုဖြစ်နေတာเนาะကျွန်တော်တော်လိုင်းလောက်ကစားကျွန်တော်တော့မဆဲဘူးတိတိပါလေအားလုံး ဒါမှမဟုတ်တပြေးပြေးနဲ့ကိုယ့်ကိုထိန်းထိန်းကိုဖြုံးနေဆိုတော့ကိုတိတယ်စဲတာနံပါတ်1ရိုင်းဆိုင်တယ်ပရုဒ္ဒဝါစာရုပ်ရင်းကျမ်းတဲ့ဇာကားကိုပြောတာဖြစ်တဲ့အတွက်ပြောတဲ့သူရှုံးတယ်စဲကန်ထိတဲ့သူဘာမှဖြစ်ဘူးတိတယ်တိနေတဲ့သားနဲ့အခါကျရင်ဒီရင်ထဲကိုဘုရုံးသေးထားတာလေးဒေါရနာကြီးလိုက်ရင်အဲ့လိုစဲချလိုက်ရင်ဟဲ့ဒီရင်ထဲမှာနက်ခန္ဓာတယ်ထင်တယ်ကိုကိုအကောင်းပြောတာတခါကျရင်ကြည်ကြည်အခုကြော်မျိုးမင်းတို့ကြော်စိုးတို့ဆိုလေမဟုတ်ပါဟုတ်ပါလေဇာကားတွေပြောရုပ်တည်နေတိ အသေးရတာလေးကျွန်တော်နှုတ်နှုတ်နှုတ်ဖြစ်တယ်နော်ဘာဖြစ်လို့ဒီကောင်လေးအဲ့ဒီမဟုတ်တာဟုတ်တာပြောတာတတ်တတ်ခိုင်လိုမျိုးပေါ့တတ်တတ်ခိုင်ဆိုကိုရက်ကဆိုရင်တောင်ဆန်းစုကြည်နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးတဲ့အကတိအမှုနဲ့တရားစွဲထားဆိုတော့တတိုင်းမီလုံးရှောက်ခိုးထားတာအခုစောက်ကျွေးပလက်ဘွားနဲ့ဘန်ကဘီလီယံနဲ့ချီချီးထားပြီးတော့အကျွေးမဆက်တဲ့တတ်တခိုင်တတိုင်းမီလုံးခိုးထားတဲ့မင်းအောင်လိုင်းအဲ့လိုဟာမျိုးတွေကကုံစုံဆိုင်တော်မရှိတဲ့ MOU ကိုဟမ်အကတိမှုလို့စွဲလို့ပြောအဲ့တတ်တခိုင်ပြောတဲ့ကကျွန်တော်ဒေါ်လာထွက်တာ အာဒီဟာမငါကွာငါတကယ်ဆိုပြီးတော့ဟိုဘာမှလုံလို့မရလို့ဘာမှဝင်ဖြစ်လို့မရလို့ကျွန်တော်တို့ကြိတ်မိတ်ခံရတာเนาะဒါပေမဲ့အခုမင်းအောင်နိုင်လှုပ်ချလိုက်တဲ့အကွက်ကိုတော့ကြိုက်တယ်ရှက်တိုင်းလဲသေးလို့ရတယ်အဲ့တက်တက်ခိုင်တို့ဟိုနေဆန္ဒမင်းတို့ ਆ လေအကောင်းပြောတာသူတို့မှာအရှက်တရားရှိရင်နောင်နိုင်ငံကြီးလောကထဲဘယ်တော့မှအိဆောက်ွက်တွေမြင်အောင်မဟုတ်ဘူးไอ้ท่านเนี่ยแหละဆိုရင်တော့ကျိန်းနေတယ်အဲ့ဟာဒီမှာအချက်တရားမရှိဘူးခင်ဗျားတို့အဲ့ဒီလူမြတ်ကိုတိတိကျကျထားပြီးတော့เนาะအဲ့တော့စန္ဒမင်းဆိုတဲ့သူတို့ပဲအန္တဏီပါတီမှာ ဝင်းနင်းကပြောသလိုပါတီကိုပြောင်းပြန်ဆန်အောင်အကောင်လုံးလိုက်ဝင်းနင်းဖြစ်တယ်ဟိုပါတီရဲ့မူဝါဒဆိုရဟာမျိုးနေတယ်မဟုတ်ကတွေပြောတယ်ဒီလောက်တိုင်းပြည်တက်နေတဲ့ရန်သူနဲ့တွားကြီးပေါင်းတယ်အာလုံလုံနေလုံနေတာကြမ်းဟမ်ဒေါ်ဆန်းစုကြည်အမျိုးသားရင်ကြားစီရေးဆိုတဲ့ဟာကိုမူကင်ဆွဲခဲ့တယ်ဆိုတာကဒီလိုလက်နက်ကင်လမ်းစဉ်အပေါ်ကိုတိုင်းပြည်ရောက်သွားမှဆိုလို့ဘာဖြစ်လို့လဲလက်နက်ကင်လမ်းစဉ်မှန်သမျှဒီအဖက်ရစင်မရှိတဲ့လက်နက်ကင်တော်လှန်ရေးမရှိဘူး အနဲနဲ့အချင်းဘာဖြစ်တယ်တိုင်းပြည်ကနားတယ်အခက်မသိရင်လက်နက်ကင်လမ်းစဉ်ဟာတိုင်းပြည်တော်ပြက်သွားနိုင်ဒါကိုတိတဲ့ဒေါအောင်ဆန်းစုကြည်ဟာဘာလို့လဲအတတ်မတော်အားဖဖေတီတော်ကလည်းတတ်မတော်ကျမနဲ့မောင်နှမပါဆိုပြီးတော့ဒီလူစကားနားမလဲလဲတိရစ္ဆာန်မသားတွေကိုလူစကားနားလဲလာမလားလို့အမျိုးသားရင်ကြားစီရေးပါအဲကျမနဲ့မောင်နှမပါတတ်မတော်ဆိုအဖဲကံအပြောကံထီပြီး तू ဟာအမျိုးသားရင်ကြားစီရေးမှုကိုကင်ဆွဲခဲ့တာဒေါအောင်ဆန်းစုကြည်အလကားကင်လောက်ခဲ့တာမဟုတ်ဘူး တိုင်းပြည်အခုလိုသွေးချောင်းစည်းမှဆိုးလို့ဒါပေမဲ့အဲ့ဒီအချိန်ကရခဲ့တာမရခဲ့ဘူးကြံနေခဲ့ပြီကြံနေခဲ့ပြီအဲ့တော့ဒီမအမျိုးသားဒီမိုကရေစီရှုံး RND ဆိုတာကပါလေငါမူဝါဒငါလုံချင်တိုင်းလုံမဲ့မူဝါဒလားပြည်သူအများစုရဲ့မူဝါဒလားရှင်းရှင်းလေးအဲ့တော့အမျိုးသားရင်းများစီရင်ခက်ကကြံနေခဲ့ပြီအခုကာလဒီပါလေရန်သူကလည်းရန်သူပြစ်မိအောင်တပ်ပြတ်ဖြတ်ပြတ်မျိုးစုံလုံနေတယ်လက်ရှိလည်းတတ်နေတယ်အဲ့ဒါကြီးကို ပြည်သူကိုယ်စားလှယ်တွေပါဆိုတော့သူကသွားပြီးတော့သွားအတူတူပူးပေါင်းပြီးတော့ရွေးကောက်ပွဲဝင်မယ်ဆိုလို့ရကတိုင်းပြည်ကိုဘလောက်တစ္ဆာဖောက်လဲလို့ရစဉ်းစားကြည့်နောက်ပြီးတော့မင်းအောင်နိုင်ကအာနာသိမ်းထားတာဥပဒေအကြောင်းကြီးဘောင်မွေဦးလေသူတို့မတိတာမဟုတ်တာဟာယူမင်းအောင်နိုင်ကရာဇဝတ်ကောင်နော်သူ့အတူစစ်တပ်ခေါင်းဆောင်မို့လို့ဖြုတ်လို့မရဲလို့ပြောလို့မရဲလို့နော်ပြည်တွင်းထဲမှာရှိတဲ့ဒူတွေခုနေ့နေရတာအမှန်တကယ်ပြောခွင့်တာရှိမယ်ဖြုတ်လို့ရမယ်ဆိုရင်မင်းအောင်နိုင်ဒီ လက်နက်အားကိုစစ်တပ်ကိုအာဏာအလွဲတုံးစားလုပ်ပြီးတိုင်းပြည်အာဏာကို ပုံကန်ခြားနှားပြီးတော့ကျူးလွန်ထားတဲ့နိုင်ငံတော်တစ္ဆာဖောက်ပြက်မှုကျူးလွန်ထားတဲ့ကောင်ဒီလိုကောင်မျိုးပေါ်လက်စွဲနှုတ်ဆော်ပြီးအကျိုးတူပူပေါင်းပြီးတော့တီတူကိုဆန့်ကျင်တဲ့ဒူတွေရဲ့တမိုင်းဘယ်တော့မှနှားเสียအကြောင်းမရှိဘူးမယုံကြည်လိုက်နော်အဲ့တော့တက်တက်ခိုင်ရင်ကတော့ထမင်းစားလို့ဝင်သေးရဲ့လားအဲ့လိုပျော်သေးရဲ့လားမသိတီတူတွေကတော့ဒီတင်းနေကြတဲ့အတွက်အရန်ပျော်ပါတယ်လို့နော်ပီတူတွေဆိုတဲ့နေရာမှာကျွန်တော်ပြောပီတူအများစုနော် အနည်းစုကိုမပြောဘူးအများစုကအဲ့လိုတရင်မျိုးကြရင်ပြောတယ်ဟုတ်တယ်မလားကျွန်တော်တို့အရှင်းနဲ့ပြောရင်ပြောတယ်ပဲတဲ့ပဲမချိုက်မချိုက်ဘူးပဲဟာကလေးကချင်းမလို့အာငါတို့အဖဘာဖြစ်လဲမလုပ်ဘူးဘာစူးကြတဲ့ကပွင့်တဲ့ပန်းလို့ဘာမလုပ်ဘူးပြောချင်းချီးမွမ်းနေဆိုရင်လည်းဘဲချက်ဘဲချက်ဘဲချက်အဲ့ကြောင့်ချီးမွမ်းနေကဲရရတဲ့ဆိုရင်လည်းဒီလိုဒီလိုအချက်အဲ့ကြောင့်ကဲရရတယ်တဲ့ပဲနော်အဲ့တော့ဘာပဲပြောတတခိုင်ရဲ့ရုပ်တံဇလန်လေးကိုဒီညကျွန်တော်အချိန်ရတင်ဆက်ပေးပါဦးနော်ကျွန်တော်ကိုစီပြောတော်ရတဲ့ကြည့်အားရပါတယ်နော်အာ ခုချိန်မှာတော့နော်အာဘောမာတသက်ခိုင်ဘယ်ဘဝရောက်နေပြီလဲဆိုတာကို comment မှာမှတ်ပြီးကြပါအောင်နော်။ကြောက်ပြီဒီနေ့တရံကြတော့ပါပဲအဆုံးထိကျေးဇူးပဲသူရောက်စီတဲ့ယဉ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့တရံတရလေးတွေပြန်ဆုံကြအောင်နော်။ Okay. Bye bye.